လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်လောဘလောဘအကြောင်းတီကောင်းစရာတရားတည်တနာတော်ကိုဟောကြားပေးမှာဖြစ်တယ်လောဘဆိုတာလိုချင်မှုသဘောလို့ မြန်မာမှုပြုကြတယ်ဘာသာပြန်ကြတယ်လူချင်းမှုသဘောဘာကိုလူချင်းတာလဲဆိုတော့ကာမဂုဏ်အာယုံတွေကိုလူချင်းတာအဲ့ဒါလောဘရူပယုံလို့ခေါ်တဲ့အစင်းအာယုံကို မြင်ခြင်းနဲ့တတ္တာယုံလို့ခေါ်တဲ့အတန်အာယုံကိုကြားခြင်းနဲ့ ခန္ဓာယုံလို့ခေါ်တဲ့အနတ်အာယုံကိုရခြင်းတယ်ဝရတ္တယုံလို့ခေါ်တဲ့အရတာကိုရခြင်းတယ်ဖုတ္တဘာယုံလို့ခေါ်တဲ့အတွေ့အထိကိုခံစားခြင်းတယ်အဲ့ဒါလောဘကမ္မဂုဏ်အာယုံကို လိုချင်တာမဟုတ်ဘဲနဲ့နိဗ္ဗာန်ကို လိုချင်တယ်အဲ့ဒါကြတော့လောဘလို့မခေါ်တော့ဆန္ဒလို့ခေါ်တယ်ပေါ့ တရားနာခြင်းလဲဒါဆန္ဒဖြစ်သွားပြီကုသိုလ်ကောင်းမှုတွေပြုခြင်းလဲဒါဆန္ဒဖြစ်သွားပြီပရဟိတတွေလုပ်ဖို့အတွက်ငွေကြေးတွေလိုခြင်းတဲ့အဲ့ဒါလောဘမဟုတ်တော့ဆန္ဒဖြစ်သွားပြီ မိမိကာမဂုဏ်အာယုံခံစားဖို့အတွက်ငွေကြေးငွေကြေးတဏတွေလိုချင်တယ်ဆိုရင်တော့အဲ့ဒါလောဘ။သာသနာကိုထောက်ပံ့ခြင်းနဲ့ပရဟိတတွေလုပ်ခြင်းနဲ့အတ္တိအတွက်ငွေချိမှဖြစ်မယ်။အဲ့တော့ကိုခံစားဖို့အတွက်ရလို့မဟုတ်တော့ပဲနဲ့ကိုမှငွေချိလို့ချင်းရင်ပရဟိတတွေကိုစိတ်ချတိုင်းလုံနိုင်လိမ့်မယ်။သာသနာတော်ကိုစိတ်ချတိုင်းထောက်ပံ့နိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့်ငွေကြေးလိုချင်လို့စီးပွားရှာတယ်အဲ့ဒါကြတော့ဆန္ဒလို့ခေါ်တယ်ပေါ့ဒါကြောင့်ဦးဇနုတောင်မြို့မှာကလည်းဆရာတော်ဘုရားကြီးရဲ့တင်းကြိုဘာသာတိကာကျမ်းထဲမှာစီးပွားရှာတိုင်းလောဘလို့မပြောရဘူးတဲ့ဘာရွေချက်နဲ့စီးပွားရှာတယ်လဲမိမိ ကာမဂုဏ်ခံစားဖို့စီးပွားကြရတယ်မိသားစုကာမဂုဏ်ခံစားဖို့စီးပွားကြရတယ်ဆိုရင်တော့အဲ့ဒါလောဘနဲ့စီးပွားကြရတယ်ပေါ့အဲ့လိုမှမဟုတ်ဘူးလောကအကျိုးတသနာအကျိုးကိုတည်ဖို့နိုင်ဖို့အတွက်စီးပွားကြရတယ်အဲ့ဒါကဆန္ဒလို့ခေါ်တယ်အမြင်ကျဲတယ်ပေါ့နော်ဒါကြောင့်ဦးဇုံတို့ဆက်ဆက်တဲ့တက္ကရာကမတွေကိုပြောရတယ်လူသားကြီးလုံးဖြစ်လာပြီဆိုရင်တော့စီးပွားချရမယ်ဒါပေမဲ့ လောဘနဲ့ချာမဲ့အစားဆန္ဒနဲ့စည်းဝါးကြမိမိမိသားစုအတွက်သာလို့ကွက်ကက်ကလေးမမြင်ပဲနဲ့အခြားအခြားသောမိသားစုတွေအခြားအခြားသောပုဂ္ဂိုလ်တွေအတွက်ပါဆိုပြီးတော့အမြင်ကျကျနဲ့စည်းဝါးကြငါချာပွေနေခြင်းသည်ငါအတွက်သာမဟုတ်အများကောင်းစားရေးအတွက်ငါစည်းပွားချတယ်လို့အများအတွက်ကိုစည်းပွားချတယ် မြတ်စွာဘုရားကစိဘမရှာနဲ့လို့မပြောဘူးစိဘရှားပုံရှားနည်းကိုပဲမြတ်စွာဘုရားသင်ပေးတယ်ဘလို့စိတ်ထားမလဲပေါ့နော်ဒါကြောင့်လောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်ဖို့အတွက်ဆိုတဲ့အမြင့်ကျကျနဲ့စည်းပွားချမယ်ဆိုရင်ကုသိုလ်လည်းရဝမ်းလည်းဝလို့ပြောရမှာပဲပေါ့အကြောင်းဥစ္စာလို့စည်းပွားချမှုကိုရက်လိုက်ရမှာမဟုတ်ဘူးအကျိုးကပြောတယ် ဖရာရတရားတွေအရာဆိုရင် စီးပွားရေးတော့လုံးလို့ရမှာမဟုတ်ဘူးရတာပေါ့မြတ်စွာဘုရားကစီးပွားရေးမလုံးနဲ့လို့မတားဘူးမပိတ်ပင်ဘူးစိတ်ထားလေးကိုပြောင်းဖို့ပဲဘုရားပြောတာဧကောင်းမင်းအဲ့ဒါအဲ့ဒီတော့ကာမဂုဏ်အာယုံကို လိုချင်တာကို လောဘလို့ခေါ်ပြီးတော့ကောင်းတဲ့ကိစ္စတွေမှာလိုချင်မှုကိုတော့ဆန္ဒလို့ခေါ်ရတယ် ဒါအနစ်ချုပ်ကလေးပြောပြတာလောဘနဲ့ဆန္ဒမတူဘူးဆိုတာပြောပြတာမကောင်းတဲ့ကိစ္စတွေမှာလိုချင်တာကလောဘကောင်းတဲ့ကိစ္စတွေမှာလိုချင်တာကဆန္ဒတနည်းအားဖြင့်ကုသိုလ်ကိစ္စတွေမှာလိုချင်တာကိုဆန္ဒညကုသိုလ်လုပ်ချင်တယ်ဒါလောဘလို့မပြောရဘူးဒါဆန္ဒပဲပေါ့ဒီကောင်းမင်းအဲ့ဒီတော့အဲ့ဒီလောဘဆိုတဲ့တရားကို ပိဋကတ်ထဲမှာနာမည်အမျိုးမျိုးနဲ့ဘုရားကပြောင်းဟောထားတာရှိတယ်။လောဘကိုပေမလို့လည်းဘုရားဟောတယ်။ပေမဆိုတာချစ်ခင်ခြင်းလို့ဘာသာပြန်တယ်။ဘလို့ချစ်ခင်တာလဲဆိုတော့မိဘနဲ့သားသမီးချစ်ခင်တာမျိုးမောင်နှမအချင်းချင်းချစ်ခင်တာမျိုးဆွေမျိုးချင်းချစ်တာကိုပါဠိလို ပေမလို့ခေါ်တယ်ဗော။ မိသားစုအချင်းချင်းချစ်ခင်တာဆွေမျိုးအချင်းချင်းချစ်ခင်တာအဲ့ရာမျိုးကိုပါဠိစာပေထဲမှာပေမလို့ခေါ်တယ်။ဒါလောဘပါပဲเนาะအဲ့ဒါကိုတန်ရောစင်လို့လည်းသုံးကြတယ်လေ။သတ္တမိတန်ရောစင်မိဘတန်ရောစင်မောင်နှမတန်ရောစင်ဆိုပြီးတော့တန်ရောစင်လည်းသုံးကြတယ်။အဲ့လိုဆွေချင်းမျိုးချင်းအချင်းမျိုးကိုမိဓမ္မထဲမှာဒါလောဘလို့ပဲခေါ်တယ်။ တုတ်တန်ဒေသနာဒီမှာကြတော့ပေမလို့သုံးတယ်ပေါ့နော်ပေမလို့သုံးတယ်နောက်တစ်ခါဒီလောဘကိုတဏ္ဍာလို့လည်းသုံးတယ်တဏ္ဍာဆိုတာကတတ်မှတ်ခြင်းငတ်ခြင်းလို့ဘာသာပြန်တယ်တတ်မှတ်တယ်ငတ်တယ်ရင်ငတ်တယ်ထမင်းငတ်တယ်ထမင်းစားနေတဲ့သူကထမင်းကို ဆွဲလန်းတယ်လို့ရေစာနေတဲ့သူက ရေကိုတက်မှတ်တယ်လို့ငတ်တယ်လို့အဲ့လိုထမင်းစာရေစာတဲ့သူကထမင်းရေကိုငတ်နေတယ်လို့စာနေတယ်လို့ကာမဂုဏ်အာယုံတွေအပေါ်မှာငတ်မှုနေတာစာလောင်းနေတာအဲ့ဒါတဏ္ဍာပဲတူတယောက်ကိုအယူအမှုဆွဲလန်းနေတာမျိုးဟာတဏ္ဍာပဲပေါ့ဒါကြောင့်လောကမှာပြောကြတာလေ အာအဲ့ဒီလူဟာတနာယူကြီးပဲလို့ပြောကြတာရှိတယ်တနာယူယူတယ်လို့တဦးတယောက်ကိုဆွဲဆန်းလန်းလန်းအယူအမှုဖြစ်နေတာအဲ့ဒါတနာပဲပေါ့နောက်တစ်ခါလောဘကို ရာဂလို့လည်းသုံးတယ်ရာဂဆိုတာကညစ်ကြင်ဆွဲလန်းခြင်း ရှစ်ကတုံးကပြင်စတွေကိုဆေးဆိုးလိုက်တဲ့အခါမှာဆေးတွေဟာပြင်စပေါ်မှာဆွဲကပ်သွားတယ်နော်ဦးဇင်းတို့ဒီမှာရဟန်းတော်တွေပိတ်ဖြူသင်္ကန်းကိုဆေးဆိုးကြတယ်မူရင်းတုံးကအဖြူပဲအဖြူကိုဈေးရည်ထဲမှာနှက်လိုက်တဲ့အခါမှာခြီးတွေကချက်ချင်းဆေးကိုစုပ်ယူလိုက်တယ်ဆေးတွေကခြီးမှာညှိကပ်သွားတယ် အတ္တိလိုမျိုးပဲကမ္မဂုံအာယုန်လေးပေါ်မှာစွန့်လန်းညှိကပ်တဲ့သဘောရောရာခလို့ခေါ်တယ်ပေါ့နောက်တမှုတရားလို့လည်းသုံးတယ်ဒီလောဘကိုတမှုတရားလို့လည်းခေါ်တယ်တမှုတရားဆိုတာကဒုက္ခဖြစ်ရခြင်းရဲ့အကြောင်းတရားလို့ဆိုတယ်နောက်ဒီလောဘဟာဒုက္ခဖြစ်ရခြင်းအကြောင်းတရားပဲ အခုဘဝခန္ဓာတွေရလာကြတယ်နိဘာဖြစ်လို့ဘဝခန္ဓာတွေရလာတယ်လဲဆိုတော့အရင်ဘဝတော့ကဒီဘဝဒီခန္ဓာကိုလိုချင်တဲ့စိတ်တွေဖြစ်ခဲ့ကြတာကိုဒီဘဝဒီခန္ဓာကိုတောင်းတမှုလိုချင်မှုတွေဖြစ်ခဲ့လို့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့အတွက်ကြောင့်အခုဘဝခန္ဓာတွေရလာတယ်ဘဝခန္ဓာတွေရလာတော့ဒုက္ခတွေရောက်ကြတယ်ပေါ့ မမြင်ချင်တာတွေမြင်ရဆင်းရဲလိုက်တာမကြားချင်တာတွေကြားရဆင်းရဲလိုက်တာ ဖြစ်ချင်တာတွေမဖြစ်ရဆင်းရဲလိုက်တာမဖြစ်ချင်တာတွေဖြစ်နေတဲ့ဆင်းရဲလိုက်တာမအိုချင်ဘူးအိုရတယ်မနာချင်ဘူးနာရတယ်မသေးချင်ဘူးသေရတယ်ဘယ်လောက်ဆင်းရဲတယ်လဲတော့ဒီခန္ဓာကိုယ်ကြီးရလာတာဟာချမ်းသာဒုံကြီးကိုရနေတာမဟုတ်ဘူးဆင်းရဲဒုံကြီးဆင်းရဲအပုံကြီးကိုရနေတာ ။ဒါကြောင့်မြတ်စွာဘုရားကဒုက္ခခန္ဓာတာတမှုတယောဟောတိ။ဒီလောဘဟာဒုက္ခအဆုအပုံရဲ့အကြောင်းတရားပဲ။ပါဠိလိုတမှုတရားနော်။ဒုက္ခဒုံဒုက္ခခဲကြီးဒုက္ခအဆုအဝေးကြီးရဲ့အကြောင်းတရားပဲ။လောဘရှိလို့ဒုက္ခရှိတယ်ပေါ့။ကျွန်တော်တမျိုးမာကနုံစီလိုဘုရားကြီးကမိန်တယ်အေးလောဘကြီးတော့ဒုက္ခကြီးတာပေါ့လောဘသေးတော့ဒုက္ခသေးတာပေါ့ အေးလောဘလုံးလုံးမရှိတော့ရင်တော့ဒုက္ခမရှိဘူးပေါ့နော်လောဘကြည့်ရင်ဒုက္ခကြည့်တယ်လောဘသေးတော့ဒုက္ခသေးတယ်လောဘမရှိတော့ရင်တော့ဒုက္ခမရှိတော့ဘူးအဲ့တော့လောဘကိုပါဠိစာပေထဲမှာ ပေမရှိခင်ချင်းလို့လည်းခေါ်တယ်တဏ္ဏငှက်ချင်းစားလောင်ချင်းလို့လည်းခေါ်ကြတယ် ရာဂညီကချင်းဆွဲလန်းခြင်းလို့လည်းခေါ်ကြတယ်သမှုတရဒုက္ခဖြစ်ရခြင်းအကြောင်းတရားလို့လည်းပြောကြတယ်ပေါ့အဲ့တော့ဒီလောဘဟာဒုက္ခအလုံးရဲ့အကြောင်းတရားမို့လို့အလွန်ကြောက်စရာကောင်းတယ်လောဘအလွန်ကြောက်စရာကောင်းတယ်တောက်လေတောက်လေငတ်မပြေဆိုတာမျိုးဒီလောဘကိုအလိုလိုက်ပြီးရင်မပြီးတော့ဘူး အလိုလိုက်ပြီးလို့ရှိရင်တခုပြီးတခုတခုတခုတောင်းဆိုလာတဲ့လောဘကလေရမသွားဘူးပေါ့နော်ရေငက်တဲ့သူဟာရေစားလို့စားငံရေကိုတောက်ပြီးသွားတယ်စားငံရေတောက်တော့လက်ချောင်းတွေခြောက်ပြီးတော့နောက်ထပ်ထပ်ပြီးတော့တောက်ချင်လာပြန်တယ်ဒါတောက်ချင်လို့စားငံရေတောက်ရေငက်ပြန်တယ် တော့တောက်လို့ငတ်တယ်ငတ်လို့တောက်တယ်လည်းမပြီးနိုင်တော့ဘူးစားငရင်တောက်တော့ငတ်တယ်ငတ်လို့စားငရင်ထက်တောက်တယ်ထက်တောက်တော့ထက်ငယ်ပြန်တယ်တော့တောက်လေတောက်လေငတ်မပြေဘူးဆိုတာဒီလောဘဟာလည်းပဲသူ့အလိုကိုလိုက်နေလို့ရှိရင်မပြီးတော့ဘူးတခုပြီးတခုတောင်းဆိုတာဒီလောဘကြီးကဟိုဟာချပြေအောင်ဒီဟာချပြေအောင်ဟိုဟာလုပ်ပြေအောင်ဒီဟာလုပ်ပြေအောင်နဲ့ဒီလောဘကမပြီးနိုင်တော့တော့လောဘကိုအလိုလိုက်လို့မဖြစ်ဘူး ော့လောဘဟာဒုက္ခခန္ဓာတသမှုတရားဟောဒီဒုက္ခအားလုံးရဲ့အကြောင်းတရားပဲအကယ်၍တတဝါတွေရဲ့တန်တန်မှာကုသိုလ်ကောင်းမှုသာမရှိကြဘူးဆိုရင်ပေါ့နော်ဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေသာမရှိဘူးဆိုရင်အဲ့ဒီလောဘတေးသေးလေးကလည်းအပယ်ကိုဆွဲချသွားနိုင်တယ်ပေါ့နော် လောဘကိုအထင်မသေးနဲ့။အလောဘသေးသေးလေးကဘာမှမဖြစ်ဘူးလို့မထင်နဲ့။တကယ်တော့တက္ကရာမတို့ရဲ့တန်တမ်းမှာဒါနသီလဘာဝနာကုသိုလ်တွေရှိနေလို့သာတော်ကကြတယ်။ဒါနသီလဘာဝနာကုသိုလ်တွေသာ မရှိဘူးဆိုရင်အဲ့လောဘသေးသေးလေးကအပယ်ကိုဆွဲချနိုင်တယ်နော်။ဥစဉ်တော်မြတ်မာကလုံးဆရာတော်ဘုရားကြီးကဥပမာပေးတာရှိတယ်။ကြောက်ခဲဆိုတာ ောက်တုံးအကြီးကြီးမှရေထဲမြုပ်တာမဟုတ်ဘူးတဲ့ကြောက်အမုံကလေးတိတိလေးရလဲရေထဲမြုပ်တယ်နော်ကြောက်မုံကလေးဆိုပြီးတော့ရေဘမပေါ်မနေဘူးကြောက်မုံကလေးတိတိလေးလဲရေထဲမှာမြုပ်တယ်နော်ကြောက်တုံးကြီးမှမြုပ်တာမဟုတ်ဘူးဒီတိုင်းပဲအကုသူဟာလဲဒီလောဘဟာလဲပဲလောဘအကြီးကြီးမှအပယ်ကျတာမဟုတ်ဘူးလောဘတိတိလေးလဲအပယ်ကျစေနိုင်တယ်အေးဒါပေမဲ့ ခုနကကြောက်တုံးတည်ရေထဲမှာမြုပ်တယ်ဒါပေမဲ့ခလီတို့တင်းပေါ်ပေါ်တို့မှာတင်လိုက်မယ်ဆိုရင်မမြုပ်တော့ဘူးပုံပေါ်ကြောက်တုံးကြီးတည်ရေထဲမှာမြုပ်ပြီမဲ့ကြောက်မုံကလေးတွေရေထဲမှာမြုပ်ပြီမဲ့တင်းပေါ်ပေါ်မှာတင်လိုက်မယ်လှေပေါ်မှာတင်လိုက်မယ်ဆိုရင်မမြုပ်တော့ဘူးဒီတိုင်းပဲတတဝန်တွေရဲ့တန်တန်မှာလှေနဲ့တူတဲ့ဒါနသီလဘာဝနာကုသိုလ်တွေရှိနေလို့ အဲ့ကုသိုလ်တွေကခံထားပေးလို့ကုသိုလ်တွေကကာထားပေးလို့လောဘကတချို့လောဘတိတ်တိတ်လေးတွေက အပယ်ကိုဆွဲချခွင့်မရသေးတာကုသိုလ်ခံနေလို့နော်ကုသိုလ်တွေခံနေလို့အဲ့လောဘတိတ်တိတ်လေးတွေကအကျိုးပေးခွင့်မရသေးတာအဲ့ကုသိုလ်တွေဒါမရှိဘူးဆိုရင်အဲ့လောဘတိတ်တိတ်လေးကလည်းအပယ်ဘုံကိုဆွဲချနိုင်တယ်ဒါကြောင့်လောကကြီးမှာတတ္တဝါတွေဟာမိသားစုတွေကိုဆွဲလန်းပြီးတော့ပိတ်တာတွေဖြစ်နေကြတာအများကြီးပဲ ိုင်ဆိုင်မှုတွေကိုဆွဲလန်းပြီးတော့နော်တရေတစေတွေဖြစ်နေတာအများကြီးပဲတတဝါတော်တော်များများဟာဆွဲလန်းမှုတွေနဲ့သိနေကြတာဆိုတော့မကျွတ်မလွတ်တဲ့တရေတစေပိုက်တာတွေဖြစ်နေကြတာများတယ်ဘုရားလက်ထက်တုန်းကယဟန်တော်တပါပင်ငန်းလေးအစ်စ်တစုံရလာတယ်အဲ့ဒီသင်္ကန်းကိုသူ မသုံးဆွဲရခင်မှာပဲပေသွားတာလေကြံကြံပပပအဲ့ဒီသင်္ကန်းအစ်စ်ကလေးမှာသွားဆွဲနေတာသင်္ကန်းကိုသွားဆွဲလိုက်တော့သင်္ကန်းမှာတန်းသွားဖြစ်တာလေသင်္ကန်းပေါ်မှာညစ်ကပ်ပြီးတော့တန်းသွားဖြစ်နေတာကြည့်နော်လောဘသေးသေးလေးဘသူကမှဒုက္ခပေးတဲ့လောဘမဟုတ်ဘူးသူ့ဘာသူသူ့ရဲ့ပိုင်ဆိုင်တဲ့သင်္ကန်းလေးမှာသွားဆွဲလန်းနေတာငါသင်္ကန်းဆိုပြီးတော့ တင်ကန်းပေါ်မှာဆွဲလန်းပြီးတည်သွားတဲ့အတွက်ကြောင့်အဲ့ဒီတင်ကန်းပေါ်မှာဆွဲလန်းတဲ့လောဘတဏ္ဍာကတန်ဘဝကိုပို့ပေးလိုက်တာပဲမလောက်ကြောက်ဖို့ကောင်းတယ်နော်တတ္တဝရရဲ့တန်တန်မှသာကုလိုသာမရှိရင်သင်္ချာပေါ့အဲ့ဒီလောဘဟာအပေပုံကိုဆွဲချသွားတယ်ဆိုတာသတိပြုရမှာဖြစ်တယ်။ဒါကြောင့်အဲ့ဒီလောဘတွေကိုကုသိုလ်တွေနဲ့ကာကွယ်နေရတာဖြစ်တယ်။နော်ဒါကြောင့်ဆရာတော်ဘုရားကြီးကပြောနေတာ။ ကြောက်မုံကလေးလေးဟာတဲတဲလေးဆိုပြီးအထင်မသေးနဲ့ရေထဲမှာမြုပ်တယ်ဒီတိုင်းပဲအကုသို့တဲတဲလေးပြီးဆိုပြီးအထင်မသေးနဲ့အကုသို့တဲတဲလေးကလည်းရရဲ့တရိစ္ဆန်ပိတ်တာဘွားကွာရောက်ပို့တတ်ပါလေအဲ့တော့ကုသို့တွေများများလှုပ်ပြီးတော့ကာကွယ်ထားရလို့ပေါ့ဒီကောင်းမိတာလောဘရဲ့သဘောတရားဟာကြောက်စရာကောင်းတယ်လို့ပြောတာဒါကြောင့်ပုထုဇဉ်ဘဝမှာကတော့လောဘဆိုတာရှိနေအောင်ပါပဲပေါ့နော်ဒါပေမဲ့ မုသမလောဘလို့ခေါ်တဲ့မဖြစ်တဲ့လောဘမျိုးတွေမဖြစ်ရအောင်တော့ဆောင်ထင်းကြရမှာဖြစ်တယ်လောဘတည်တည်လေးတွေကတော့ပုထုဇဉ်သဘောလျောက်ဖြစ်ကြမှာပဲဒါပေမဲ့အဲ့ဒီလောဘတည်တည်လေးတွေအကျိုးပေးခွင့်မရအောင်ကုသိုလ်တွေနဲ့တားဆီးကြရမှာဖြစ်တယ်ဟုတ်တခါ လောဘနဲ့ဆန္ဒစောစောကပြောခဲ့တယ်ကာမဂုဏ်အာယုံတွေကိုလိုချင်တာကလောဘကုသိုလ်ကောင်းမှုတွေကိုလိုချင်နေတာကเนาะအဲ့ဒါကဆန္ဒကာမဂုဏ်အာယုံ လိုချင်တာကလောဘကောင်းတာတွေကိုလိုချင်တာလိုချင်တာကဆန္ဒဘုရားလက်ထက်တုန်းကနကုလမာတာ နကုလပိတာဆိုပြီးတော့ဇနီးမောင်နဲ့နှစ်ယောက်ရှိတယ် သူတို့ကဘုရားကိုအလွန်ချစ်ကြတယ်။မပြောလို့လဲဆိုတော့အရင်အရင်ဘဝတွေတုန်းကသူတို့လင်မယားနှစ်ယောက်ကဘုရားရဲ့ဘုရားလောင်းရဲ့အမေအဖေလဲတော်ခဲ့တယ်။ဦးကြီးဦးလေးမိကြီးမိလေးတော်ခဲ့တယ်။အဲ့တော့ဘုရားလောင်းဘုရားရှင်ကိုမြင်တဲ့အခါမှာကိုသားတို့တန်ရောစင်ရရချင်းဖြစ်တယ်။နဂုလာမာတာနဂုလာပိတာလင်မယားနှစ်ယောက်က ဖခင်ကိုတားတားတားနဲ့တားနဲ့ဖြစ်နေကြတယ်။အရင်ဘဝကပါလာတဲ့နော်အနုတရာဓာတ်တွေပဲ။သူတို့ကအလွန်ဖခင်ကိုရင်းနှီးနေတော့မပြောရတာလည်းဘာမှမရှိဘူး။ရင်းနှီးနေပြောကြတယ်ဖခင်ကို။တနေ့ဒကာကြီးကဖခင်ကိုပါချောက်တယ်ဆိုတော့အရှင်ဖခင်ကတပည့်တော်က တပည့်တော်ရဲ့တက္ကမကြီးကိုငယ်စဉ်ကတည်းကလက်ထက်ခဲ့တယ်တပည့်တော်ရဲ့အမျိုးသမီးကိုလက်ထက်ခဲ့တဲ့နေ့ကစပြီးတော့ဘယ်အမျိုးသမီးအပေါ်မှာမှကိုပြင်းလဲမပြင်းပါဘူးနှုတ်ပြင်းလဲမပြင်းပါဘူးအဲ့တော့စိတ်ပြင်းလဲမပြင်းပါဘူးပါဘူးကိုယ့်ရဲ့အင်ဂျင်မှဇနီးဖြစ် သူအပေါ်ကလွဲလို့တခြားတခြားအမျိုးသမီးတွေအပေါ်မှာစိတ်နဲ့လည်းမပြင်းမပါဘူးကိုယ်နဲ့လည်းမပြင်းမပါဘူးနှုတ်နဲ့လည်းမပြင်းမပါဘူးသူဘလောက်ထိသစ္စာရှိတယ်ဆိုတဲ့အကြောင်းကိုဘုရားကရင်းနှီးနှီးပြောပြတာဘုရားကကိုသားလို့သဘောထားပြီးတော့သူ့ရဲ့ဇနီးအပေါ်မှာသူ့ရဲ့သဘောထားကိုပြောပြတာတပိတော်ဟာအလွန်သစ္စာရှိတယ်ပေါ့။ဒါကြောင့်တပိတော်ကတပိတော်ရဲ့ ိမ်သူအမျိုးသမီးပေါ်မှာအဲ့လိုချက်နဲ့ဗျာဒါကြောင့်နောက်နောက်ဘဝတွေမှာလည်းဒီအမျိုးသမီးနဲ့ဆက်လက်ဆုံးကျင်ပါသေးတယ်ဖခင်ကိုသူကကိုတန်းလိုသဘောထားပြီးတော့ရင်းနေနေရင်ဖွဲ့တာဗျာဒီအင်ချင်းမနဲ့နောက်နောက်ဘဝတွေလည်းတပြည့်တော်ဆုံးရှင်သေးတယ်ဗျာဆိုတော့အမျိုးသမီးဖြစ်တဲ့ဒကမာကြီးကလည်းဖခင်ကိုအဲ့တိုင်းပဲချက်တယ် ရှင်ဘုရားတပည့်တော်ကလည်းဒီတိုင်းပဲတကကြီးနဲ့အိမ်ထောင်ကြပြီးကြတဲ့ကဘယ်အမျိုးသားအပေါ်မှာမှစိတ်နဲ့လည်းမပြင်းမဘူးကိုနဲ့နှုတ်နဲ့ဆိုဝေးရောပဲဘယ်အမျိုးသားကိုမှစိတ်မဝင်စားဘူးအဲ့လောက်တူသူချစ်တယ်ပေါ့လေသူ့ရဲ့အမျိုးသားအပေါ်မှာဒါကြောင့်နောက်နောက်ဘဝတွေမှာလည်းဒီအမျိုးသားနဲ့ဆုံးချင်းပါသေးတယ်သူတို့လင်မယားနှစ်ယောက်လုံးကဟောတာပန်ပုဂ္ဂိုလ်တွေဖြစ်တယ် နော်သောတာပန်နေသောတာပန်နေဖြစ်ပေမဲ့သမုဒိယတဏ္ဍသဘောကလုံးလုံးမကင်းသေးဘူးလေတဏ္ဍာတွေရှိကြသေးတယ်ဒါကြောင့်ဒီလိုမျိုးစကားတွေပြောနေကြတာပေါ့ဆိုတော့မြတ်စွာဘုရားကသူတို့လင်မယားနှစ်ယောက်ခြောက်ထားပြီးတဲ့အခါမှာပြောပြတယ်အေးလင်းရဲ့မယားရဲ့နောက်နောက်ဘဝမှာလည်းထပ်ပြီးတော့ဆုံးချင်းကြသေးတယ်ဆိုရင် တတ္တာတို့တီလာတို့ဇာကတို့ပညာတို့တူမဖြစ်မယ်အမျိုးသားကတရားတရားကောင်းတယ်လို့အမျိုးသမီးလည်းတရားတရားကောင်းဖို့လိုတယ်အမျိုးသားကကိုချင်းတရားကောင်းတယ်လို့အမျိုးသမီးလည်းကိုချင်းတရားကောင်းရမယ်ဒါမှတူကြမှာလေဘဝနဘဝနဘဝတွေစုံကြမှာလေအေးအမျိုးသားကဒါနလုပ်ခြင်းနဲ့အမျိုးသမီးကကန့်ကွက်တယ်ဆိုရင်မတူတော့ဘူးနဘဝမစုံနိုင်တော့ဘူးညအမျိုးသမီးကဒါနဒါနလုပ်ရင်လည်းအမျိုးသားကသဘောတူတယ် အမျိုးသားကဒါနလုပ်ရင်လည်းအမျိုးသမီးကသဘောတူအဲ့လိုမျိုးတဦးလူတာကိုတဦးကရှင်ရှင်လန်းလန်းနဲ့ကြည်ကြည်ဖြူဖြူနဲ့သဘောတူတာသွင်းခေါ်နိုင်ရမယ်ပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့အမျိုးသမီးကုသိုလ်ကောင်းမှုလုပ်တာကိုအမျိုးသားကမကျေမနပ်သေးဖြစ်နေမှာအဲ့တော့အမျိုးသမီးကကုသိုလ်လုပ်ချင်တာကိုခိုးချောင်ခိုးဝဲလုပ်နေရတယ်အမျိုးသားကညှူးဆူတယ်မကျေနပ်ဘူးဆိုရင် ဇယိုက်ချင်းကမတူတော့ဘူးကိုကျင်တရားတွေကမတူတော့ဘူးစိတ်နေစိတ်ထားတွေမတူတော့ဘူးအဲ့တော့နောက်ဘဝဒီလူဒီလူတွေပြန်ဆောင်ဖို့မဖြစ်နိုင်ဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားကတတ္ထာတရားတရားတွေသီလကိုကျင်တရားတွေစာကလူနှမ်းမှုတွေပညာတိပညာတွေအဲ့ဓာတွေဟာနှဦးသားလုံးတူညီဖို့လိုတယ်အဲ့တော့အမျိုးသားနဲ့အမျိုးသမီးဟာတတ္တသီလစာကပညာတရားတွေတူညီမှသာနတ်ဘဝတွေစုံနိုင်လိမ့်မယ်လို့ ူတို့လင်မယားနှစ်ယောက်ဖြစ်ကျင်တာလေးကိုဖက်စာပြားကအကြောင်းတရားပြောပြလိုက်တယ်။ဆိုတော့အဲ့ဒီမှာလောဘကိုကောင်းတဲ့နေရာမှာအသုံးချတာပြောကျင်တာနော်။အဲ့တော့ဒီလင်ဒီမယားဟာအတူတူဆုံးရှင်ကြတယ်ဆိုတာဒါပေမလို့ခေါ်တဲ့ဒါလောဘပဲပေါ့။ဘုကဘွားမှာတင်ချစ်ခင်တာမဟုတ်ဘူးနောက်ဘွားမှာလည်းချစ်ခင်စွာနဲ့ပြန်ဆုံးရှင်ကြသေးတယ်ဆိုတော့ဒါလောဘပဲ။ ဒါပေမဲ့အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့မကောင်းမှုမလုပ်ဘဲနဲ့လောဘကိုအကြောင်းပြုပြီးတော့နောက်ဘဝဆုံးဖို့အကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်ကြတယ်ပေါ့ခုနလိုသရတရားတွေတူမြအောင်ကြိုးစားကြတယ်ကုခြင်းတရားတွေတူမြအောင်ကြိုးစားကြတယ်လှူဒန်းမှုတွေနော်အတူတူကုသိုလ်ကောင်းမှုတွေပြုကြတယ်ဘုရားတို့ပဋ္ဌာန်းထဲမှာလောဘကိုအကြောင်းပြုပြီးတော့ကုသိုလ်လုပ်တာဥပနိတယပစ္စည်းလို့ခေါ်တယ် ပဋ္ဌာန်းထဲမှာနော်ဥပနိတိယပစ္စည်းအဲ့တော့လောဘကိုအကြောင်းပြုပြီးတော့ဒါနတွေပြုလုပ်ကြတယ်သီလတွေစောင့်တည်ကြတယ်တရားစကားတွေအတူတူဝင်ကြတယ်တရားဓမ္မတွေအထောက်ကြတရားတွေအတူတူနာကြတယ်အိမ်မှာအတူတူဘုရားရှိခိုးကြတယ်အိမ်မှာတရားတွေအထောက်ကြတယ်ဒီလောဘကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ်ဒါကြောင့်ပြောချင်တာကတဏမကုံသေးလောဘမကုံသေးတဲ့ဘဝမှာလောဘဆိုတာဖြစ်မှာပဲဒါမှအဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့ အကောင်းဘက်ကိုရောက်အောင်စူးစမ်းသင့်တယ်လို့ဆိုလိုတယ်နော်လောဘကိုအကြောင်းပြုပြီးတော့အကောင်းဘက်ကိုရောက်အောင်စူးစမ်းသင့်တယ်ဒါနကုလပိတာနကုလမာတာတို့ဟာစံပြပဲပေါ့တဏပေမကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတာပြောပြတာနော်ဒါကြောင့်တဏမကင်းနိုင်သေးဘူးဆိုပြီးတော့မကောင်းမှုတွေမလုပ်ကြနဲ့အဲ့တဏကိုအခြေခံကောင်းတာတွေလုပ်သင့်တယ်နောက်ဦးဇင်းတို့ဘုရားလောင်းတွေ ပါရမီဖြည့်တဲ့အခါမှာလည်းပဲဒီတိုင်းပဲအရှင်အာနန္ဒာလောင်းလျာတို့ရတောတရားလောင်းလျာတို့ဘုရားလောင်းနဲ့အတူတူပါရမီတွေဖြည့်ကြတယ်လေဘဝတိုင်းဘဝတိုင်းဆုံဖို့ဆုတောင်းကြတယ်လေအဲ့ဒီမှာလည်းနှစ်မျိုးရောထွေးနေတာပေါ့နော်တဏှာရောဆန္ဒရောနှစ်ခုလုံးရောထွေးနေတယ်ပေါ့ဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာ ဥပဇင်းတို့ဂေါတမမြတ်စွာဘုရားအလောင်းလျာသူ့မိသားယတိဖြာတိတ်ရတယ်အဲ့ဒီမှာရတောတရားလောင်းလျာအမျိုးသမီးလေးသူ့မိတာဟာလည်းပဲဘုရားလောင်းတဲ့အတူပါဏိမီဖြည့်ဖို့နော်ဆန္ဒတွေဖြစ်တယ်အဲ့တော့ဘုရားလောင်းပေါ်မှာချစ်ခင်တဲ့လောဘလည်းပါနိုင်တယ်လို့ သူတော်ကောင်းတဲ့ဘဝတိုင်းဆုံကျင်တဲ့ဇန်တာလည်းပါနိုင်တယ်ပေါ့နော်သူတော်ကောင်းတွေနဲ့ဘဝတိုင်းဆုံကျင်ပါတယ်ဆိုတာကဇန်တာဖြစ်သွားပြီဒါကောင်းတယ်လीနော်နောက်နောက်ဘဝတွေမှာလည်းဒီလိုသူတော်ကောင်းကြီးတွေနဲ့ဆုံရပါလို့ဤအဲ့ဒါဇန်တာဖြစ်သွားပြီအဲ့တော့အလောင်းတော်တွေပါရမီပြည့်တဲ့အခါမှာတဏ္ဍသဘောနဲ့ပါတယ်လို့ဆန္ဒသဘောတွေလည်းပါတယ်ပေါ့အဲကြောင့်ရတောဘုရားလောင်း နဲ့ရတော်တရားအောင်းနေရဘဝတိုင်းဘဝတိုင်းဆုံးလာကြတယ်ဘုရားနောက်လေးအသင်ရှင်နဲ့ကဘာတသိန်းပါရမီဖြစ်တယ်လို့ရတော်တရားအောင်းနေရပုဂ္ဂိုလ်ဟာလည်းပဲလေးအသင်ရှင်နဲ့ကဘာတသိန်းပါရမီဖြစ်တယ်လိုက်ပြီးတော့နော်နောက်အရှင်မဟာကတ္တပနဲ့မေဘတ်တာဒီသူတော်စင်တွေဟာလည်းပဲနော်ဘဝတိုင်းဘဝတိုင်းမှာဆုံးကြတယ်အဲ့လိုဘဝတိုင်းဘဝတိုင်းဆုံးကြခြင်းတည် ရှစ်ခင်ချင်းလည်းပါနိုင်တယ်လို့သူတော်ကောင်းတွေနဲ့ဆုံချင်တယ်ဆိုတဲ့ဆန္ဒလည်းပါနိုင်တယ်ပေါ့နော်ဒီသူတော်ကောင်းကြီးတွေနဲ့နောက်ဘဝလည်းဆုံရချင်တယ်ဆိုတဲ့ဆန္ဒလည်းပါတယ်အဲ့ဒါကြောင့်ဘုရားလောင်းတွေအကသာဝကလောင်းနေရာတွေမဟာသာဝကလောင်းနေရာတွေသူတော်စင်ကြီးတွေပါရမီဖြည့်တဲ့အခါမှာဦးဇင်းတို့ဇက်တော်တီကိုလိလာလိုက်ရင်တစုတင်းတဝဲတင်းတွေ့ရတယ်ဒီခါကလေးဘုရားလောင်းကဘယင်ဖြစ်လို့ ေသောတရားလောင်းရကမိဗျာဖြစ်လို့ရာဟုလာကသာတော်ဖြစ်လို့အရှင်အာနန္ဒာကစစ်သူကြီးဖြစ်လို့အရှင်သာရိပုတ္တရာကတထေးဖြစ်လို့ဒါမျိုးတွေသတော်ဒီထဲမှာတစုတန်းတဝေးတန်းတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့တဏ္ဍလောဘလည်းပါနိုင်တယ်လို့ဒီသူတော်ကောင်းကြီးတွေနဲ့ဘဝတိုင်းဘဝတိုင်းဆုံးခြင်းနဲ့ဆန္ဒလည်းပါတယ်ဆိုတာကိုတွေ့ရတယ်ပေါ့ဒီကောင်းပြီဒါကြောင့်ဦးဇင်းတို့လောဘသည် မကောင်းတဲ့သဘော အကုသိုလ်ဖြစ်တယ်ကုသိုလ်သာမရှိဘူးဆိုရင်အဲဒီလောဘသေးသေးလေးကအပယ်ကိုဆွဆနိုင်တယ်ဒီတော့အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့အပယ်မကျစေဘဲနဲ့ကုသိုလ်ကောင်းမှုတွေပြုဖြစ်အောင်ကြိုးစားတဲ့လေလို့နားလည်ကြရမှာဖြစ်တယ်ဒါမြတ်စွာဘုရားသာသနာနဲ့ဆုံးခိုက်ကြုံခိုက်မှာဒါကအကုသိုလ်ဒါကကုသိုလ်လို့သိခွင့်ရကြတယ်အဲ့ဒါဘုရားကြီးစုပဲဘုရားပွင့်လို့နော် ဘုရားသာမပွင့်ဘူးဆိုရင်တတ္တဝါတွေဟာအမားနဲ့အမှန်အကောင်းနဲ့အဆိုးကိုတော့မခွဲနိုင်ဘူးအမှန်ကိုအမားတင်အမားကိုအမှန်တင်အကောင်းကိုအဆိုးတင်အဆိုးကိုအကောင်းတင်အခုဘုရားပွင့်လို့တာဩဒါကလောဘကိုဩဒါကတော့ဆန္ဒပဲဩလောဘကမကောင်းဘူးအပေချတတ်တယ်ဆန္ဒကတော့ကောင်းတယ်ဩလောဘကိုအကြောင်းပြုပြီးတော့ကုသိုလ်လုပ်လို့ရာသေးတာပဲဒါမျိုးတွေတိခွင့်ရတယ်ဆိုတာဘုရားကျေးဇူးဖြစ်ပါတယ်နော်တရားတော်ကိုများများနားလည်လာလေလေဘုရားကိုကျေးဇူးတင်နေလေပဲ။ ါကြောင့်သောတာပန်ဖြစ်သွားပြီဆိုရင်ဘုရားကိုအသက်ထက်ဆုံးကိုးကွယ်သွားပြီဘုရားကိုမစွန့်တော့ဘူးနော်ဘုရားရဲ့ကြီးစုတွေကိုကောင်းကောင်းကြီးမြင်သွားပြီကိုနော်ဒီဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးလောဘရဲ့သဘောကို နားလည်ပြီးတော့တတ်နိုင်သမျှလောဘတွေကိုဖယ်ရှားပြီးလောဘတွေကိုအကြောင်းပြုပြီးတော့လဲမိမိတန်တယ်မှာကြီးမားတဲ့အကုသိုလ်တွေမဖြစ်စေဘဲနဲ့ကုသိုလ်ဘက်ကိုရောက်အောင်ကြိုးစားအားထုတ်ပြီးတော့ဘုရားရှင်ရဲ့အဆုံးအမအတိုင်း လောကအကျိုးသာသနာအကျိုးကိုသက်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း။အာမင်။အာမင်။